ီလိုဖြက်စည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြပါပြန်လဲတိဆောက်ပေးနေခြင်းမဖြစ်ပါနဲ့ပြောရတာဖေဖေတိဆောက်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်လို့ရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုကရေစီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာကိုတိုင်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြည်ဒီမိုကရေစီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကိုင်မထားခြင်းတဲ့အတွက်ကြောင့် လွှတ်တော်တစ်ခုကိုဖြစ်မြောက်အောင်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်ကျွန်တော်ထပ်ပြောပါမယ်ဒီကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီ2025မှာကျွန်မဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်ဒီကိုနိုင်ငံကိုသမိုင်းကြောင်းတဲ့အညီဆောင်ရွက်ရတဲ့ဒီကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်သူ့ရေးတက်ကကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။အဲ no your product ပေါ့ uh, know your uh, know your own product ပေါ့နော် know your company know your people ပေါ့ဒီမှာဝင်လေးလေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလေရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရွေးကောက်ပွဲအားသားချက်တွေကိုပောက်ကိုတော့ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာမျိုးလေးမင်္ဂလာပါဗျာဒီနေ့ဟာစက်တရက်ဆက်တလာပိုင်း2025ဖြစ်ပါတယ်ဗျမင်္ဂလာအားလုံးဦးဇင်းလေး ူသားရေးကထင်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါတော့။သိပြီမှာလိုင်းမော်ဒီအထက်မတင်ပြဘူးကတော့။ညကလည်းဦးစင်အားနေပြီးတော့ဒါ၃နိုင်လောက်က၃နိုင်၄နိုင်လောက်ကသွားတယ်။သွားရင်မှတွေ့ကြရရှိတဲ့ဒီနေ့ဒါဂိုင်းနဲ့တွေ့ဆုံပြီးမှနော်သူသွားရနေရာသွားဟိုပါပေါ့နော်။မနေ့ပြန်ရောက်လာတယ်ပေါ့နော်။မနေ့ဆယ်ရက်ရှင်းလာတော့ကြပြန်ထွက်လာ။အဲ့တော့အခုကတော့ဒီကောက်ဝဲနဲ့ပတ်သက်ပြီးမှခေါင်းကြီးတွေစီးအောင်နေတယ်။ခေါင်းကြီးတွေကိုအဆန်ပြေးပြေးစီးအောင်ခိုင်းတယ်ဆိုပြီးမှဟိုလာဦးစင်ရဲ့ပူလေးနဲ့ဟိုဘက်က အကြခက်အုပ်စုကနေပြည့်ခက်အုပ်စုကနေမှာဝါရခံနေရည်လဲသိမှာပါနော်ဦးဇင်းတို့ကဘာဖြစ်လို့ဒီလိုစီးလုံးပြတာလဲဘာဖြစ်လို့ဒီလိုလုပ်ပြတာလဲဘာလို့ဒီလိုပြောပြူတွေရေးမှမှာဆိုလို့ပြူတွေလမ်းကြောင်းလွဲမှာဆိုလို့အဲ့တော့ဦးဇင်းတို့ကလောက်တဲ့ကင်တတ်တဲ့ဒူတွေတိုင်းပြည်ကိုသုတ်တက်အောင်လုပ်ပြနေတယ်တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပြနေတယ်တိုင်းပြည်ကိုပြုတ်ပြအောင်လုပ်ပြနေတယ်ဒူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးဦးဇင်းတို့ကဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျာ လွတ်တော်အမတ်တရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ကြာနော်ကိုစင်းတို့ကအခုမှပြောခဲ့တာပေါ့နေဒီဆိုးကလက်ထက်အသုံးကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့အရေးချင်းကိုကြည့်လွတ်တက်ခံရတဲ့အရေးချင်းကိုကြည့်ဘာလို့လဲအဲ့လိုပြောခဲ့တာလဲလေဆိုးကလက်ထက်တော့ဟာပုတ်တင်ယူရအကျိုးလိုချင်ကောင်းကင်ဆိုတဲ့လူတွေကိုလည်းသမတပြပတလေးထက်အမတ်လည်းရွေးချယ်ခဲ့တာပဲမသားဝင်းပြန်ရတော့မအဲ့မသားကမရှိတော့ဒီထဲမသားနဲ့ပြန်ချင်းပြန်ရတော့ဘူးလက်ဆိုတရားမင်းစင်းပြန် ကျွန်တော်တို့ကတဲ့ဘူးလိုက်ကြီးပြောတယ်ကံကောနဲ့မှာတော့ကဒေါအောင်ဆန်းစုကြည်နဲ့ကြိုင်တာမဟုတ်ဘူးတဲ့ဘူကျော်အောင်ဆန်းနဲ့ကြိုင်နေရတာတဲ့အကြမ်းစင်းပြိုင်တော့မနိုင်ဘူးတဲ့နော်ကြမ်းစင်းတော့မပြတ်တာမှန်နဲ့နော်အရေးချင်းပြီးတော့လည်းလုံးရင်ကိုင်ရင်အရေးရေးရှိလို့မဲပေးကြတာမဟုတ်အဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရလို့ဒီကိုင်ရင်မရှိတော့ဘူးခုမဲပေးခဲ့တဲ့အတွက်ကြောင့်လွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ်နိုင်ငံရာအကြံပေးတရားကျော်ခေါ်ခဲ့လက်ကတိုက်ပြည်ရဲ့ဘန်နာရေအကုန်လုံးဖြုံးတီးခဲ့တယ် မောကအုပ်ကအကြိုင်တင်ပြီးတော့ထင်ရဆိုင်ခဲ့လွတ်တော်တယ်ပြောရတာဖေဖေတီဆောင်ခဲ့တဲ့တက်မတော်တက်တက်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးเนาะမနေခဲ့ဘူးတက်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမောင်းရောက်လမ်းကြောင်းဖြောက်မှတ်ပေးခဲ့တာကတက်မတော်ကပေးခဲ့တာဦးတိုင်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြီးဒီမိုဒယ်စီတက်မတော်ကအာနာကိုအကြာကြီးမထင်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကင်မထားခြင်းတဲ့အတွက်ကြောင့် ွဲတော်တစ်ခုကိုဖြစ်မြောက်အောင်ကမ္ဘာတော်ကနေမှဖောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်ခင်ဗျားတို့ဦးတင်ဦးကြီးကလည်းနတ်တော်သားကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဦးဦးထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမတော်သားကြီးပဲအင်ဒိုနီးရှားမှာတမတော်သားကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်တော်တဲ့ ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူး။ဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအကုန်လုံးထည့်တာလဲဘာလို့ပြန်ခိုင်းတာလဲ။သူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုတ်ပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြောင်းမတ်မတ်ဖြစ်အောင်လှုပ်လှုပ်ဆောင်ပေးနေတာ။ဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာအခက်အခဲတွေကြားမှာမြန်မာနိုင်ငံကြီးလွတ်တော်ဖြစ်လဲအများကြီးပြုတ်ပြောင်းမှာဒါမှလည်းမပြောင်းလဲဘူး။ ဖြန့်ဝမ်းမမလုံနိုင်ဘူးမပြုတ်ပြင်းနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံ့တက်ပေးမယ်လမ်းမစစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသော PTU အင်ဒရာကျော်စင်အပါအဝင်တရုတ်ဆောင်များကိုစစ်တပ်၏အတူအယောင်ရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင်ပါဝင်ခိုင်းပြန် အကျန်းဖက်စစ်တပ်၏စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသော PTU အင်ဒရာကျော်စင်အပါအဝင်တရုတ်ဆောင်များကိုစစ်တပ်၏အတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးရေးနှင့်ထောက်ခံပါဝင်ရေးလှုပ်ရှားမှုများတွင်ပါဝင်ခိုင်းပြန်သည့်နိုဝင်ဘာ9ရက်မှစတင်ပြီးရန်ကုန်မြို့တွင်စစ်တပ်ကတရုတ်ဆောင်များအမှုပညာရှင်များကိုအတင်းအကျပ်ဖိအားပေး၍ရွေးကောက်ပွဲထောက်ခံမဲပေးလှုပ်ရှားမှုများတွင်ရိုက်ကူးခိုင်းနေခြင်းဖြစ်ပြီးရင်းလှုပ်ရှားမှုများတွင်စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြကြခဲ့သော PTU ပိုင်တော်အင်ဒရာ ဒါကြောစဉ်အပါဝင်မင်းသားမင်းသမီးများကိုစစ်တပ်ကပါဝင်တရုတ်ဆောင်ခိုင်းထားသည်စစ်တပ်၏အတူအယောင်ရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင်အကယ်ဒမီပြည်တီဦးအကယ်ဒမီဆိုင်းဆိုင်ခန့်လိုင်းအကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေထူးညီနန္ဒဟိန်းဝေရန် ပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်းရုံလွမ်းပိုင်ကျော်ထက်အောင်ထူးအောင် အကယ်ဒမီထွန်းအိန္ဒရာဘူအကယ်ဒမီခိုင်သိန်းကြီးအကယ်ဒမီအိန္ဒရာကျော်စဉ်အကယ်ဒမီစိုးပြစ်တစဉ်အကယ်ဒမီဖွေးဖွေးအကယ်ဒမီဝုတ်မုံရွှေကြီး အကယ်ဒမီချောရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတီအကယ်ဒမီခင်ဝင်းဝါမိုးဟေကိုရုံးဦးတီလွင်မိုးပိုးမမီတာရတနာဘူးတင်စာဝင့်ကျော်ဖူးဆောင်နော်ဖောအေသာစောင်းဝီယီမီမေဘကြီးတဲစုငိမ်မေမီကိုကိုနဲ့ရွှေသမီးတို့ကိုပါဝင်ရိုက်ကူးစေခြင်းဖြစ်သည်အတုတ်လိုက်အတုတ်လိုက်သူတို့ရိုက်ကူးရေးတွေလောက်ခိုင်းနေတာ policy ဇလန်းတွေလည်းအခုတောက်လျှောက်ရိုက်ခိုင်းနေတယ် လူမင်းတို့ကဒရိုက်တာဖြစ်ပါဝင်ပြီးလှုပ်ပေးနေရတယ်။အဲ့ဒီဇလန်းတွေလည်းမကြမီလွင့်မယ်လို့သိရတယ်ဟုအမှုပညာအတိုင်းဝိုင်းကပြောဆိုသည်။ဟုတ်ထွက်ပြီ။သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရ။ဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်။အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုပ်ပေးလုပ်ပေးတာပဲ။လုပ်ပေးတာလေပြုပြောင်းလဲအောင်လုပ်ပေးနိုင်ခဲ့တာပဲ။မြင်ပယ်လို့မရဘူး။ ဥတိန်စိန်တိုင်းပြည်ရဲ့အတွက်ဒါနာဝင်အတွင်းလေးရှော့ဖို့တော့ကိုသမရတယောက်နေနဲ့အေးဇင်ကုန်နိုင်ငံသွားတော့လည်းကြည့်လိုက်စမ်းခင်ဗျတိုင်းပြည်အတွက်ကိုဒီဘယ်လောက်နဲ့လာခံခဲ့ရလဲတမတော်ရာဟောင်းကြီးတွေအများစုအများစုအကုန်လုံးကိုကျုပ်မစိုးနိုင်ဘူးတော့ဘိုလ်ချုပ်တွေအများစုဒီညလူတော်တွေဝင်လာတယ်ဆိုဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တမတော်ကိုပိဆက်နေကြတာပဲရှိရအနစ်နာခံနေကြတာပဲရှိရခင်ဗျကိုလိုလိုက်ကြည့်တို့တွေအေးစစ်စစ်နေလို့ရတယ် တိမ်ခိုင်းပြီးနေလို့ရသူတို့အတက်ရွယ်နေတယ်။ဒါကြောင့်ဦးစင်းတို့ကဟုတ်လားပြောပြီးတယ်စီးယုံပြီးတယ်ဒီတမ်ရော်နဲ့ဘသူကအဆင်ပြေအောင်ပေါင်းလိုက်တယ်လေဒီနိုင်ငံမတိမငိမ်ဖြစ်နေတာလို့တော့ရောက်တဲ့ခါမှာလက်ဘရော်နဲ့အဆင်ပြေအောင်တမ်ရော်နဲ့ညီညွတ်အောင်ဘသူတွေကပေါင်းနိုင်တယ်လေဘသူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လေလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာအဲ့လိုစီးလုံးနေမှာတိုင်းပြည်ကတိုးတက်မှာတောင်းလဲမှာအားလုံးများပြည်သူများအားလုံးသိစေချင်ပါတယ်နော် ။အားကြောင့်မလို့ဥသိန်းတို့ကကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်မမတ်တွေအားလုံးရွေးချယ်ပေးနေရ။မတကာကြီးဥခင်ကြီးတို့ရွေးတည်ရှိတယ်။တကာကြီးဥတင်ဥလွင်တို့ဟုတ်လား။အများကြီးပါပဲအခုဥခမတကာကြီးဥမြတ်ထွေးဦးလို့ပြေးဦးလွင်။အောင်မေတ္တာသမာဆိုလို့ရှိရင်ဘုကျုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လား။အများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာ။အများကြီးရှိသေးတယ်။သခိုင်းမှဆိုလဲမကြည့်ကျုပ်တဲ့ပုံတို့ဒုတိယဘုကျုပ်ကြီးတဲ့ပုံဟုတ်လား ဒီကြီးအများကြီးနော်ဒါကြောင့်မလို့သူတို့တွေကဦးစင်းတော့ဟုတ်လားဘုကြောင့်လားထဲမတွေ့ဘူးဗျအမြင်ဘူးဗျသူတို့ရဲ့လောကိုင်သူတို့ရဲ့စီယုံကိုတိတယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘုကြောင့်တေသကြောင့်မတိဘူးမတွေ့ဘူးဒါပေမဲ့သူတို့တမိုင်းကိုဦးစင်းတော့လိမ့်လာတယ်ဘုကြောင့်လက်ဘုအဲ့သူတို့တမိုင်းကိုလိမ့်လာတယ်ဒကာကြီးဥတည်ဦးလွန်တော့ဦးစင်းတော့စကားပြောဦးတယ်လေဒကာကြီးဥခိခဏခဏစကားပြောဦးတယ်ဒီလူတွေနဲ့ဆက်ဆံအောင်မြင်ဘူးတယ် ဒီလိုနဲ့ထိပ်တွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဥစဉ်တော့တည်ရလေအများကြီးပါဗျနော်ကျတော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းခြားချပါတီရဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဥစဉ်တော့ဝေဖန်တုံးတက်အောင်ပါဘယ်သူမှမဥစဉ်တော့လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျအဲ့လောက်ထိလဲလူတို့တွေလိုက်ကန်းဆုံးတည်ရတူတင်မဟုတ်ပါဘူးဗျနော်ငါတို့ပြောပြပါတယ်ငါတို့ပေါ့ကူတော့ကျောင်းတော့တွားဟာစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တော့တတ်မလို့တိုင်းမရှိပါဘူးနော်ပေါ့ကူတော့ကိုယ်တိုင်ရတာတွားလှူနေကြီးဖြစ်ပါလိမ့်မယ်နော်ကထိန်ရဲတဲ့မှာတော့ဥစဉ်တော့မကူတိုင်းနဲ့လားမတူညောင်ချိုးပဲ တခိုင်နေစားဗျာကျောင်းကျိုးကျောင်းကိုပြီးရေကောင်းကျောင်းကိုပြီးရေဒီနေ့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 ကျောင်းကိုပြီးရေဘာဦးစင်းစီရပါဆိုင်လည်းပြီးလို့လူထွားတဲ့တမတော်ချင်းမြတ်နိုးလူနဲ့ပြီးလို့လူထွားတဲ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဦးစင်းတို့ကတိုင်းပြည်ဆိုဘာဖြစ်လို့ဦးစင်းအဲ့လိုထောက်ကန်နေရလဲအများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတဲ့တိုင်းပြည်ကြီးအေးချမ်းသွားတဲ့ဆိုရင်ပေါ့ကူတော့ကျွန်တော်ဒီပုံစံဒီနေထားနဲ့ခင်ဗျားတို့ မမြင်ရပါဘူး။ဦးစင်းတို့ကလည်းအဖြစ်ဖြစ်ခံပြီးပြောနေရပါတော့။ဦးစင်းတို့ဒီလိုအချို့ဟာတွေပြလိုက်လို့အဖြစ်ဖြစ်တယ်ဆိုတာသိပါတယ်။ဦးစင်းတို့ကလေးကလေးကဝက်လာတာ။ဟိုမိရဲ့ဒီကလေးကလေးကတင်းလာတာပါ။စတုံးနေတာကဒီကားစီးလာတယ်။အခုဦးစင်းတက်သေး။